ွားကောင်းကြတယ်လို့တော့မှာပါတယ်ရတယ်ခွားကောင်းပေါ့ဒါအာသုံးညာအပူခွားဘူးအဲ့ဒါကကျွန်တော်ပြခဲ့ပြီးပဲလေသုံးညာအပူခွားကဟုတ်လားနှစ်ဦးမှာနှစ်ဦးနှစ်ဦးမှာຢာပြီးထွက်နှစ်ချိန်မှာຢာပြီးထွက်တယ်နှစ်ချိန်မှာຢာပြီးထွက်တယ်ဆိုတော့ပြောခဲ့ပြီးပဲဟုတ်လားချက်ထွက်ပြီးတယ်ဒါကတော့ဆရာတိုင်းမြင်နိုင်ပါတယ် အဲ့တော့ဒီမှာနေဦးမှာရာပြည့်ထွက်တယ်အဲ့မှာကျွန်တော်ပရိလေးထွက်တော့မှလည်းကျွန်တော်ဒီ3 5 6ထွက်တော့မှလည်းအဲ့အောင်မှာပြောတယ်သူမထွက်သေးဘူးတို့ဝိမဲ့သူကဒီအထောက်ကသဘောကျစရာကောင်းတယ်လေ6ခါပရိလေးလို့ဒီမှာဗလာဖြစ်တယ်ဖြစ်ပြီဆိုတာနဲ့သူ့အပေါ်မှာရှစ်ထိတ်လို့တဲလာတယ်ရှစ်ထိတ်တဲပြီးတော့ဒီ3ညအပူအခွားကြောင့်သူက3ညပါဝါဒီမှာဒီအခွေ3လုံး5ကိုရှစ်ထိတ်နဲ့လာတယ်အဲ့ဒီအောင်မှာ6ခါပရိလေးဆိုတဲပြီးတော့သူကမှရာပြည့်အဲ့ဒီကောင်ကနှစ်နှစ်ကြိမ်မှာရာပြည့်ထွက်ခဲ့တာ3ခက်ရှိတယ်နှစ်ဦးမှာအဲ့တော့ ဲ့ဒီနေ့ထဲမှာနောက်ထပ်ရာပြည့်တစ်ခုထပ်လာတယ်ပေါ့ဗျာအဲ့တော့ဒီမှာလဲသူကနှစ်ကြိမ်မှာရာပြည့်အဲ့အဲ့ဒီနေ့ထဲမှာသူကဗရိတ်လေးရအောင်အဲ့ဗရိတ်လေးမ6ခါအတူအပေါ်မှာသူကဒီတုံညာအပူခေါ်ကြတုံညာပါဝါသူက9ဆိုပြီးတော့ဒီမှာရှစ်ထိပ်ပြီးတော့ခုံထိတ်နေအဲသူကမှဗရိတ်လေးဒီကောင်မှ6ခါသူကောင်မှယာပြီးထက်လိုက်ပြီပေါ့နော်အဲ့လိုမျိုးအဲဆိုကျွန်တော်တို့ဒီမှာနှစ်ချိန်မှာယာပြီးဒီမှာဒီနေ့ထွက်သွားတဲ့အတွက်ယာပြီးရနောက်ထပ်တစ်ခေါက်ထက်လိုက်ရမယ်ဆိုရင်အခုအထောက်ကတော့ကောင်းလိမ့်ပဲ6ခါသူ့ဆောင်မှာ ပရိတ်လေးသူ့အပေါ်မှာရှစ်ထိတ်ခွန်ထိတ်မချောက်ထိတ်နဲ့အခွေသုံးလုံး366 5ဆိုပြီးဖြစ်တယ်။အောက်ကိုကျွန်တော်ရာပြေးလိုက်မှာဘာကြောင့်ရာပြေးကိုကြိုက်လဲဆိုတော့ကလင်နာမှာကထက်လျက်ဒီတဝင်းကျော်ဖြစ်ဖြစ်စက်တိုက်ဖြစ်ဖြစ်နှစ်ခါနှစ်ခါလောက်တက်လို့ဒီနှစ်မှာသူကဘရိတ်ကိုနှစ်ပွဲကျော်မှာဘရိတ်လေးလို့ဒီမှာနှစ်ပွဲကျော်ပါဝါဆင်းထားတယ်။ဒီဘရိတ်ကိုမှကျတော့သူကလောက်လာတာကဘရိတ်ကိုရဲ့အောက်မှာဒီအခွေသုံးလုံး ရှိရှိငါ့ကိုတစ်ကိုတစ်ပါဝါ6ခွ6ခွဆိုပြီးသူ့အောင်မှာတပွဲချုံမှာပရိလေးခံပြီးကမှကြားတယ်နော်ဒီပရိကိုကကိုပါဝါဒီမှာ၄ပရိအဲ့ဒီကြားရတဲ့ဒီအခွေ၃လုံးတစ်ကိုတစ်ပါဝါ6ခွဆိုပြီးဒီပရိလေးအောင်မှာကြားတာနော်ကြားတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာထပ်လာဒီမှာ6 6ကဒီမှာပရိကိုပရိကိုရအောင်နှစ်ပွဲချုံမှာဒီမှာအခုပရိလေးလာအဲ့ပရိလေးရအောင်မှာကြားမယ်ကနာဒီမှာအခွေ၃လုံးတော့ည သုံးရပါအဲအခွေသုံးလုံးငါငါပါပါဒီအောက်မှာသုံးရအပူခွာဒါဒီကနေ့ဆင်းတဲ့ဟာဟောနော်ဒါနှစ်ကက်ကိုဒီကနေ့နှစ်ကက်နှစ်ကက်လောက်လဲသူ့အပေါ်မှာမလုပ်ခဲ့ဘူး तू နှစ်ကက်နှစ်ကက်လောက်တဲ့အတွက်ကြောင့်ကျွန်တော်ကဒီညာနေ့ကျွန်တော်ကຢာပြီးကိုယူတာအဲအဲ့ဒီမှာ तू ကကလင်နာမှာသုံးနှစ်ချာပေါ့နော်သုံးနှစ်ချာသုံးနှစ်ချာ သုံးမိချပါတော့ဒီကောင်လေးဖြစ်လိုက်ဒီကောင်လေးဖြစ်လိုက်ရင်သုံးနှစ်ချအဲသုံးနှစ်ချပါတော့ငါးကက်စီပဲမဲသုံးနှစ်ချသုံးနှစ်ချအဲ့ဒီသုံးနှစ်ချသုံးနှစ်ချ၄ရဲမှာ तू ကရှေ့မှာမဖြစ်ဘူးလို့ရှေ့သုံးနှစ်ချမှာမဖြစ်ဘူးနော်အဲ့ဒါဒီကနေစတာတကက်နှစ်ကက်သုံးကက်၄ကက်၅ကက်ပေါ့နော်အဲ့၅ကက်ထဲမှာ तू က ဗရိကူလို့ကြားလာဗရိကူရဲ့အောင်းမှာဗရိကူရဲ့အဲ့ဗရိကူရဲ့အောင်းမှာဒီအခွေသုံးလုံး6ခု6ပါဝါတစ်အမှုတစ်ခွာဆိုပြီးအဲ့ဒီအောက်တပွဲကြောင်မှာလိုက်တယ်အဲ့ဒီဗရိကူရဲ့အောင်းမှာနော်ဗရိကူရဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်3နှစ်ကျော်လိုက်3နှစ်ကျော်လိုက်ပြီဆိုတာနဲ့သူကအဲ့ဒီနှစ်ထဲမှာဗရိကူရဲ့အောင်းနာနှစ်ရှိကူဗရိကူ ဲ့ဒီလိုဘရိတ်ကိုလို့ထွက်ပြီးရတယ်သူကပါဒီအခွေသုံးလုံးနှစ်ကိုနှစ်ပါဝါခွန်းဆိုပြီးတော့သူကမှခွန်ဘူးခွန်ကွာလိုက်တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီနောက်ထပ်သုံးနှစ်ချာသုံးနှစ်ချာမှာဘရိတ်ကိုဒီမှာဒီမှာဘရိတ်ကိုအဲ့ဒီဘရိတ်ကိုရဲ့အောက်ကဒီအခွေသုံးလုံးခွန်ကိုခွန်ပါဝါနှစ်ဘူးနှစ်ခွာဆိုပြီးလိုက်ခဲ့တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာလဲ ဒီနေ့ထဲမှာလည်း break ကိုအဲ့ဒီ break ကိုရအောင်မှာသူကဒီအခွေ၃လုံး၆ကို၆ပါပါသူအောင်မှာတစ်ပူတစ်ခွာဆိုပြီးလိုက်ခဲ့တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီနေ့ထဲမှာ break ကိုဒီမှာတော့လိုက်သွားပြီနော်အဲ့ဒီ break ကိုရအောင်မှာပဲသူကဒီလိုလုပ်ခဲ့တယ်နော်သူ့အောင်တော့ပုံညာတစ်ပါပါ၆ကို၆ပါပါလိုက်ဒါပေမဲ့ကျွန်တော်ကဒီကနှစ်ဖြတ်ယူနေတာနော်အဲ့ဒါကိုကိုကကိုညာရှိတယ်လို့ ကစားပေါ့နော်ဒါကကျွန်တော်အကုန်လုံးလည်းပြလို့မရဘူးပြရင်လေမှန်ပါအိုကနာပေါ်တော့ဟုတ်လားတကွက်ကောင်းอ่ะအဲ့ဒါကလည်းကျွန်တော်တို့ကကျွန်တော်ရဲ့အခကျွန်တော်မှန်ပါကြီးနဲ့ပြီးထားတာလို့ပေါ့နော်ကျွန်တော်လည်းတပတ်စာကိုက1000ခွန်းနဲ့ရောင်းတာလည်းရှိတာပေါ့နော်ကြိုက်တယ်ဆိုရင်တော့လာယူလို့ရပါတယ်နော်တပတ်စာအပိုင်မဟုတ်ဘူးနော်အဲ့ထဲမှာဒီတပတ်ကတော့တကွက်ကဒူအောပို့သွားမယ်ကိုလီလေးကြိုက်ရင်လည်းတို့မကြိုက်ရင်လည်းမတို့နဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနန်းလူကနန်းကိုကြောက်တာ ကနန်းနန်းကိုကြောက်တာဆိုတာကဒီမှာ269လို့ဒီမှာစောင်းပြီကလင်နာမှာနှစ်ကပ်ရှိတာသူ့အောက်က6လေးလေးကနန်းတို့ကနန်းဒီလိုတဲမှာကြောက်တာအဲ့ဒါကိုအစားမမေ့သွားတာနံပါတ်ကတ်ထဲထည့်ဖို့ဒါကက269ကလင်နာမှာနှစ်ကပ်ပဲရှိတာ269လို့စောင်းပြီအဲသူ့အောက်မှာကျွန်တော်ကဒီ6လေးလေးနေရာကျွန်တော်ကအကွက်ရွှေဆိုင်နဲ့ကစားထားလို့နံပါတ်ရာပြီး organ ကအဲ့ဒါဆိုကကနန်းတို့ကနန်းနဲ့တဲတာကြောက်တာဘာလို့လဲဆိုကျွန်တော်ပြီးခဲ့နေ့ကပြခဲ့ဘူးလေဒီမှာ686 အဲ့ဒီ686က तू ကသူ့အမ686 686လို့ဆောင်းထိုးတာနှစ်ကပ်ပဲရှိတာအဲ့တော့ပြီးခဲ့တဲ့နှစ်ကလည်းဒီမှာ686လို့ထိပ်စီသုံးလုံးဆောင်းထိုးပြီထိုးပြီဆိုရင် तू အမ66နဲ့ပတ်လည်ပြီးလိုက်တာအဲ့လိုကြီး तू လောက်ချသွားမှကြောက်တယ်ဗျာကြောက်တယ်ဆိုတော့ဘာကြောင့်ကျွန်တော်ကိုလေးလေးကိုတစ်ချက်ဟိုဖြစ်သွားလဲဆိုတော့ကလင်နာမှာ तू ဒီ၈နှစ်၈လို့ဆောင်းထိုးတာနှစ်ကပ်ရှိတာနည်းနည်းတိုက်ဆိုင်လို့ပေါ့နော်ကနန်းတူကနန်းနဲ့၈နှစ်၈နှစ်လို့ဆောင်းထိုးတယ်အခုဒီမှာလည်း तू ၈နှစ်၈နှစ်လို့လာဆောင်းထိုးတာနောက်ပိတ်သုံးလုံးဆောင်းထိုးရယ်နော် နှစ်ရှင်းလို့ဆောင်းထုတ်တာအဲ့ဒီလိုနှစ်ရှင်းနှစ်လို့ဆောင်းထုတ်တဲ့အောက်မှာအခွားလိုက်တာအခွားနော်အခွားလိုက်တဲ့အချိန်မှာ၃ညဆို၃ညအခွားနဲ့ထိုးပေါ့နော်အဲ့၃ညအခွားအခွား၉ခွားလိုက်တယ်အဲ့ဒီ၉ခွားသူ့အပေါ်တပွဲကျော်ကဒီအခွေ၃လုံးပေါင်းခြင်း၉၈ခုံဆိုတော့အခွေ၃လုံးပေါင်းခြင်း၄ကြောင်၄ပါဝါ၉ဆိုပြီးတော့သူ့အောက်မှာ၉အခွားလိုက်တာဒီနားက၆ခု၆ခွားလိုင်းနဲ့ ခက်ဆင်ဆင်မယ်နော်ဒီလိုနှစ်ကက်နှစ်ကက်ဆင်တက်တယ်ဆိုတာဒီမှာဗရိတ်ကိုနှစ်ပွဲကျော်ဗရိတ်လေးဗရိတ်ကိုနှစ်ပွဲကျော်ဗရိတ်လေးရတဲ့သူနှစ်ကက်လောက်သွားတယ်နောက်တစ်ခုကဒီနားမှာရှိရပြအောင်မယ်အဲဒါဆိုရင်ကျွန်တော်ကဒီမှာ၈နှစ်၈လို့ဖြစ်ပြီးဆိုရင်သူ့အဖေကဒီအခွေ၃လုံး၅ကို၅ပါဝါဒီမှာအောက်မှာ၃ညအခွာအာတော့အာနော်၃ညအခွာအဲ၃ညတည်း၃ညတော့ရေးလိုက်ပြီအဲ၃ညတည်း၃ညပါခင်ဗျာအဲ့လိုဟိုကိုကြက်ရကိုထိုးပေါ့နော် ကိုကြိုက်တာကိုထိုးအဲ့ဒါဆိုရင်ကျွန်တော်တော့၃၈၃၀ကျွန်တော်ပြောခဲ့ဘူးတယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘွေကအကွက်ရွှေဆိုင်မှာကသူကျွန်တော်တို့ကရှေ့နှစ်နှစ်ကြွားကနေရှင်းငါသုံးကိုအိုးတာသူကအောင်းသွားတယ်လို့ပြောလို့ရတယ်အောင်းသွားတယ်လို့ပြောလို့ရတယ်ဒီစီကျော်ထဲမှာကျွန်တော်၃၆၃၆ရှစ်နေမှာရှေ့နှစ်နှစ်ကြွားကနေပေါ့အာဒီကောင်အောင်းနှစ်ပွဲကျော်၈၀နှစ်မြောက်ကဟောဒီပရိနှစ်ပြန်ကြရဲ့အချိန်ကြိုက်ကောင် နောက်နှစ်နှစ်ကျော်လိုက်ထွက်တော့ဒီခုံလေးခွာတယ်ကောအဲ့ဒီခုံလေးခွာတဲ့ကောင်ကသူ့နောက်နှစ်မှာဒေးရိုက်သူ့အပေါ်ကဘွဲချိုကလည်းပြန်ကြအဲ့လိုကစားကြတဲ့ဒီအောက်ကကောင်ကိုကျွန်တော်နှစ်နှစ်ကျော်ဒီအောက်ဖြစ်စဉ်သူ့ရှေ့ဆယ်နှစ်ဆက်တဲ့နှစ်မြောက်ကအကြိမ်ကရိုက်တယ်ဗျာဟုတ်လားကိုတုံညာနှစ်လို့ထောင်းတဲ့ဘေးကကနန်ပြန်ကြတယ်ကြာပြီးကြတယ်အဲ့ဒီနေ့မှာကိုတုံညာနှစ်ဟာလိုက်ထွက်ပြီးတယ်အဲ့ဒီကိုတုံညာနှစ်ထွက်တယ်အဲ့ဒီကိုတုံညာနှစ်ရှေ့ဆယ်နှစ်မြောက်ကဆက်တဲ့နှစ်မြောက်ကလားဆက်တဲ့နှစ်မြောက်ကပြန်ကြကနန် ဒီ6 640နဲ့အချိန်ကပြန်ချခဲ့တဲ့ကောင်အဲ့ဒီကောင်နောက်ဆက်7နှစ်မြောက်လိုက်ထွက်ဖို့အတွက်ကို9000ညနေလို့ထောင်ပြီးကမှသူကထွက်တာအဲ့ဒီ9000ညနေထောင်ခဲ့ရတဲ့အကြောင်းကသူဘေးကကနေအောင်ပြန်ချကစားခြင်းလို့ကစားခဲ့တာနဲ့သူ့ရဲ့7နှစ်မြောက်ကအချိန်ကကနေအောင်ဆွဲထည့်ဆဲအောင်မှလိုက်တဲ့ကနေသူရှင်းနှစ်နှစ်ကျော်ပါကနေနော်ဒါက9နှစ်ဖရိတ်နေတာမမကတ်မမဘာထဲမှာပြခဲ့တာအဲ့တော့ဒီမှာကကျွန်တော်တို့ဒီမှာ9နှစ်ဖရိတ်9နှစ်ဖရိတ်နေအဲ့တော့အဲ့ဒီလမ်းကျော်ထဲမှာသူကဘာတွေလုပ်လဲဆိုတော့ ဒီ၅ခုခုဟာနောက်နှစ်ကိုသူကတက်ပေါက်တယ်တက်ပေါက်ပြီးတော့သူအောက်မှာ86လို့ဆောင်းထိုးထားတယ်အဲ့ဒီ86ရဲ့ဒီရှစ်ခါးနဲ့ကဏန်းကဂျားထဲမှာအပြောက်သူအောက်မှာဒီမှာခွန်88လို့လိုက်ထွက်သွားမလားနော်ခွန်88လိုက်ထွက်သွားမလားတဘောတရားကကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အဲ့လိုမှပြောခဲ့ဘူးလေလေဒါကခွန်တင်းကားနဲ့နှင်းကားလေး6395လို့ဆောင်းထိုးတယ် အဲ့ဒီနှင်္ဂါလေးရနော်နည်းနည်းကျော်လိုက်ထွက်တော့ဟောဒီလိုနှင်္ဂါလေးအချိန်တိုင်းရိုက်တယ်အဲ့ဒါကဒီ669လို့ထောင်းတဲ့စီကျော်နှစ်ဦး9ခုခွာတဲ့စီကျော်နော်အဲအဲ့ဒါလိုရိုက်တယ်ရိုက်ပြီးရတယ်သူ့ရဲ့ဘေးကကနောင်နောက်တစ်နှစ်ကျော်ထုတ်တဲ့အချိန်မှာသူ့ကိုဒီနှင်္ဂါလေးပို့ခဲ့တဲ့ခွန်တင်ငါနှင်္ဂါလေး639ဇောင်းထိုးတဲ့အချိန်တိုင်းကို639လိုက်ထွက်တာအဲ့ဒီနှင်္ဂါလေးရဲ့ဘေးကကနောင်နော်လိုက်ထွက်တာထွက်ပြန်တဲ့69လေးလို့ ထောင်းတာထောင်းတဲ့သူ့ရဲ့အကျင့်တိုက်ကိုကြားတဲ့ကဏ္ဍအဲ့ဒီထက်ဆဲကြည့်ဆဲချင်းကဏ္ဍနှစ်ဦးမှ၅ခုခွာခဲ့တယ်ဆဲချင်းကဏ္ဍပြန်ကြအဲ့ဒီဆဲချင်းကဏ္ဍနဲ့ဒီအကျင့်ကကခုံလေးခွာတဲ့ခွာပေါင်းတင်းတဲ့ကဏ္ဍနောက်နှစ်ကိုဒဲရိုက်ဒဲထုတ်တယ်ထုတ်ပြန်တဲ့သူ့အပေါ်တပွဲကျော်ကကဏ္ဍကိုပြန်ကြတယ်ကြပြန်တဲ့သူ့အပေါ်တပွဲကျော်မှလည်းပြန်ကြပဲထပ်ဆုပ်ခဲ့တာနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီမှာခွန်တင်း၅ပတ်လေခွန်တင်း၅ပတ်လေဒီမှာနှစ်၅လေး၆၃၅လို့စောင်းထိုးပြီးထိုးပြီးဆိုရင်သူ့ ထိုးပြီးထိုးပြီးဆိုရင်ဒီ9နှစ်လေးကိုနောက်2နှစ်ကျော်လိုက်ထွက်တော့ဟောဒီမှာ2 5လေးနဲ့ပုံစံလိုပြန်လိုက်ထွက်တာ2 5လေးနှစ်ကပ်ပဲရှိတာမ2 5လေး2 5လေးနှစ်ကပ်ပဲရှိတာအဲ့လိုထုတ်ပြီးတာနဲ့အဲ့ဒီ2 5လေးရဲ့ဘေးကခွန်6ခွန်ကိုနောက်တစ်နှစ်ကျော်ထုတ်တဲ့အချိန်မှာဟောဒီသူ့ကိုပို့ခဲ့တဲ့ခုတင်က2 5လေး6395ဆောင်းထိုးတဲ့အချိန်ကြိုက်ကိုပို့ပို့ပြီးရတယ်69လေးလို့ခါထောင်ပြီးတော့သူ့နဲ့အချိန်ကြိုက်ကိုကြားတဲ့ကဏအဲ့ဒီညတည်းက10ချိန်ကဏပြန်ကြဟောဒီမှာ2ဦးမှ9ခွန်ခွာထားတယ်နော်တိတိခါတို့ခါကစား9ခွန်ခွာထားတယ် ွားထားပြီးရတဲ့အဲ့ဒီကောင်နဲ့အကျင်ကက်ကဟိုမှာတော့ခွန်ခွန်6လေးကိုဒီမှာလက်တခွန်နဲ့ခါကိုပါဝါထည့်ပြီးတော့လေးခွန်ကိုပြောင်းမြန်လုပ်လာတာအဲ့ဒီကနေနောက်နှစ်ကိုဒဲရုပ်ဒဲထုတ်တာထုတ်ပြီးရတဲ့သူ့ရဲ့အပေါ်တပွဲကျော်ကကနန်းကိုပြန်ကြကစားပြီးတော့သူ့အောက်တပွဲကျော်ကိုလည်းပြန်ကြပဲထပ်ကစားတာအဲ့ဒီကစားခွက်ထဲမှာကျွန်တော်ပြောခဲ့တယ်ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့က ုတုံညာနဲ့လုထောက်မယ်အဲ့ဒီကုတုံညာနဲ့ရှေ့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်ခုနှစ်နှစ်ရှစ်နှစ်ကိုနှစ်ဆယ်နှစ်ဆက်တဲ့နှစ်ဆက်တဲ့နှစ်မြောက်ကဟောဒီ6 40နဲ့အချိန်ကကကိုတို့90ပြန်ကြဟာလိုက်ထွက်တာကနန်းအလုံးလိုက်ထွက်ဖို့အတွက်ကိုသူကခါထောင်ပြီးကမှာကိုတုံညာနဲ့လို့ခါထောင်ပြီးမှာအဲ့ဒီကောင်နောက်မှာလိုက်ထွက်တာအဲ့ဒီကောင်ထွက်ပြီးတော့အဲ့ကိုတုံညာနဲ့ရဲ့ဘေးကနန်းကိုပြန်ကြတာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ6 60နဲ့အချိန်ကက90ဟာပြန်ကြခဲ့တာ ပြန်ကြခဲ့ပြီးတော့နောက်ဆက်တဲ့နှစ်မြောက်ကမရေတော့ဘူးပေါ့နော်၁၇နှစ်မြောက်ကိုသူကကိုတုံညာနဲ့လို့ထောင်းပြီးတော့အဲ့ဒီနေထဲမှာကိုတုံညာနဲ့ပတ်လိုက်ပြန်လိုက်ထွက်ပြီးတာဒီမှာထွက်ပေးပြီးရတယ်အဲ့ဒီကိုတုံညာနဲ့ရဲ့ဘေးကကနာပြန်ကြခဲ့တာပြန်ကြပြီးရတယ်သူ့ရဲ့အောက်တဘွဲကျော်သူ့အောက်ကိုလိုက်တဲ့ကနာ၈၀၁၇နှစ်မြောက်ကအကြိမ်ခိုက်ပေးတာအကြိမ်ခိုက်မြင်းဆွေမြင်းသားထားတယ်နော်အကြိမ်ခိုက်ရိုက်တာ၁၇နှစ်မြောက်ကဒီမှာတစ်ချောက်တော့အကြိမ်ခိုက်ရိုက်တာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကသူ့အောက်ကိုဆက်လိုက်တဲ့အချိန်မှာနောက်ရှိနှစ်နှစ်ကျော်က 9သုံးရှိတဲ့ပုံစံတွေကိုကျွန်တော်တို့ကလိုက်ခေတာ9သုံးရှိတဲ့ရှင်းနှစ်နှစ်ကျော်9သုံးရှိတဲ့ဟာဒီနောက်နှစ်ကိုတက်ရိုက်တဲ့ခုံလေးခွာတဲ့ခဏရှိအဲ့ကောင်80နှစ်မြောက်ကကျွန်တော်တို့ဒီပရိနှစ်ရဲ့ပြန်ကြရဲ့ဒီမြင်းကုံအကောင်ဆိုပြီးကျွန်တော်9သုံးရှိကိုလိုက်ခေတဲ့အချိန်သူကရှင်းနှစ်နှစ်ကျော်ကနာအောင်ပဲခွန်ရှိကိုကြီးကိုပေးသွားတယ်ကိုကွန်ရှိကိုရှိကိုအဲ့ဆိုရင်ကျွန်တော်ကယူဆတာမှန်တာပဲဒီလိုင်းကကနန်းကိုသူကလူလှည့်စားသွားတာအဲ့ဒါဆိုရင်ကျွန်တော်သူ့အကူထပ်လိုက်မယ်

ေးထုံးတော့လိုက်ရမှာပဲဒီနော်အဲ့ဒီအောက်ကူကကျွန်တော်ကဒါကအရန်အဆင့်လောက်ပေါ့နော်ဒါပေမဲ့မန်ဘာထဲမှာရှိရခဏပါပါလေရှိရကြိုက်လဲဆိုတာအဲ့တော့သူ့ဒီမှာကသူကပြဲဟောလေကိုခွန်ရှိကျွန်တော်ကသူ့အောက်ကိုထပ်လိုက်ချက်တာ သူ့အကိုထက်လိုက်တဲ့အချိန်28နှစ်မြောက်ကတနေ့နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၁နှစ်၁၂နှစ်၁၃နှစ်68689202223456298928နှစ်မြောက်ကဟိုမှာ886လို့ဇောင်းထိုးတယ်အဲ့ဒီအလျက်ရှိရကနာကိုထည့်မယ်အဲ့ဒီ886လို့ဇောင်းထိုးတဲ့အပေါ်မှာ9ခွန်ကိုပတ်လိုက်တယ်အဲ့ဒီ9ခွန်ကိုပတ်လိုက်တယ်အဲ့ဒီ9ခွန်ကိုကနောက်နှစ်ကိုလိုက်ထွက်တယ်အဲ့ဒီ9ခွန်ကိုကပတ်လိုက်ရိုက်နေရနော်အဲ့ဒီ9ခွန် ရှိရှိချောင်းလေးအပေါ်ကငါးခွန်ကိုပက်လေးဟာနောက်နှစ်ကိုလိုက်ထွက်တယ်ထွက်ပြင်းတဲ့သူနဲ့အချိန်ကိုင်မှာခွန်ငါးသုံးခဏလူခဏတည်တယ်အဲ့ဒီခွန်ငါးကိုကနောက်နှစ်ကိုလိုက်ထွက်တော့သူနဲ့အချိန်ကိုင်မှာငါးခွန်ကိုခဏလူခဏတည်တယ်တဲပြင်းတဲ့သူနဲ့ဒီအချိန်ကိုင်ကပရိနိကဏကပြန်ကြလာအဲ့ဒီငါးခုဒီငါးခွန်ကိုဒီရှိရှိနော်အခုရှေ့ရထဲမဲ့ခဏရဲ့အဲ့ရှေ့ရထဲမဲ့ခဏရဲ့ဒီရှိရှိချောင်းလိုဆောင်းထိုးတဲ့အပေါ်ကငါးခွန်ကိုနောက်နှစ်ကိုထွက်တယ် ်ထွက်ပြန်9-3ခုကဏ္ဍကဏ္ဍတဲတယ်တဲပြီးရတဲ့သူ့နဲ့အချင်းကိုက်ကဗရိတ်နှစ်ကဏ္ဍကိုသူကပြန်ကြတာချက်ပြီးရတဲ့သူ့ရဲ့ဒီအောက်မြင်းကုံက3-5ခုတနည်းနည်းနဲ့3-4နဲ့5နဲ့6နဲ့9နဲ့10နဲ့90စနစ်17နှစ်ဟမ်ဒီ1-3-4-5-6ခု90နောက်17နှစ်မြောက်ကိုခိုက်ထွက်တော့ဆိုနာကခုန်လေးခွာနောက်နှစ်ကိုတက်ရိုက်သူ့အပေါ်ကတပွဲကျော်ပြန်ကြအဲ့ဒီအောင်နှစ်ပွဲကျော်ကိုလိုက်ထွက်တာကဏ္ဍအဆန်ချင်းသွားတာကလည်းဒီမှာ3 5 8ကိုဒီမှာ သုံးထိတ်ကိုသူကအပိတ်သွားပြီးတော့အလေကငါးခါကိုထိတ်ဝင်လိုက်ပြီးတော့ရှစ်နောက်ပိတ်ကရှစ်ခါလို့ဝင်ခဲ့တာအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှစ်ရှစ်ချလို့ဆောင်းလို့တဲ့အပေါ်မှာခွန်9ကိုအပတ်လေတည်တယ်တည်တဲ့ကနန်းနောက်နှစ်ကိုလိုက်ထွက်ထွက်ပြန်တဲ့ခွန်9သုံးပတ်လေကနန်းတို့ကနန်းတည်ပြီးသူ့ရဲ့အချိန်တိုင်းကပရိနစ်ကနန်းပြန်ကြတော့သူ့ရဲ့ဒီမြင်းကုံကကနန်း6 6သုံးကိုသူကထိတ်စီးဟာအပိတ်ကိုသွားတယ်တခါဟာထိတ်ကိုသွားတယ် အပိတ်ဟာခါးဝင်ပြီး638ဆိုပြီးတော့နောက်72နှစ်မြောက်123456940711နှစ်မြောက်ကိုဆောနာကကျွန်တော်တို့ဒီခွန်လေးခွခွန်လေးလေးနဲ့ခွန်6လေးပုံစံတူနှစ်ကပ်ကိုအဲ့ဒီအောင်နှစ်ပွဲကျော်လိုက်ထွက်ခဲ့တာထွက်ပြီးတော့နောက်နှစ်နှစ်ကျော်သူကခုန်ကူးမှာဒါကနော်ကျေကိုကြိုက်တယ်ဆိုရင်ဒီကောင်ချောင်းအောင်မတင်နိုင်အငိုက်ကြမှာကြာနိုင်တယ်အဲ့တော့သူ့ရဲ့အောက်ကိုဒီကောင်ရဲ့အောက်ကိုလိုက်ထွက်ခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်ကပြစ်ထည့်တဲ့အချိန်သူက အဖျားဆုပ်ပြီးတော့လုတ်သွားတယ်ကျွန်တော်ကအဲ့အကြောင်းမလို့ဒီလိုနှစ်ကက်စီးလေးဆိုကျွန်တော်ကပြီးကြတဲ့ဘက်ကမှပဲအဲ့ရအောင်ထည့်လိုက်တာတကယ်တမ်းဆိုအခါတိုင်းဆိုဒီလိုဟာမျိုးဟိုတက်တရာအော်ဒူအော်လောက်ထည့်ပြီးတော့ကြံတဲ့ဒီတစ်ထောက်ထင်းတဲ့ကဏ္ဍလေးကိုယူလိုက်ပါဒီကောင်ကတော့တစ်ထောက်ထင်းနဲ့ပြီးသွားတာပေါ့ဗျာနော်အထောက်တော့မပြောတော့ဘူးအဲ့တော့နောက်နှစ်နှစ်ကျော်ဒီကောင်ကိုရှင်းနှစ်နှစ်ကျော်ကဒီကောင်ကိုလှည့်စားမှုနဲ့ထည့်သွားတာအဲ့ဒါဆိုဟုတ်ပြီသူ့ရဲ့အောက်ကိုလိုက်တဲ့ခွန်ရှိရှိဟာအဲ့ဒီဆုံးနာကသူ့ကို ပတ်လည်ရိုက်ခဲ့တဲ့ဒီရှစ်ရှစ်ခုလို့ရှစ်ရှစ်၆လို့ဆောင်းလို့လည်းခုံငါကိုအလဲရရှစ်ခါနဲ့ကနန်းကိုအဲ့ကိုထည့်မယ်ဆိုရင်ထည့်မယ်ဆိုရင်ဒီခုရှစ်ရှစ်ကိုထည့်မယ်ဆိုရင်ကျွန်တော်ကသောနာကဒီခုံငါကိုနောက်နေ့ကိုလဲထွက်ရှစ်ရှစ်ကြောင့်ဆောင်းလို့ရဲ့အလဲရရှစ်ခါနဲ့ကနန်း၈၀၀ကိုအဲ့ဒီနေရာကိုထည့်သွားမယ်ဆိုရင်နော်ဒါကမန်ပါတဲ့ကတကွက်ပဲဖြစ်တယ်အဲ့တော့စကူးချင်းကြိုက်တဲ့ဆိုရင်ထိုးလို့ရတယ်ဗောနော် ကိုးချင်နော်အဲကိုးလေးလေးအာပေါ့အာတို့အကိုးလေးလေးအာအဲရှိရင်3ရက်7ရက်ကျွန်တော်ဒဲခွားကိုကြိုက်တာဟုတ်ဆိုနှစ်ကန့်နေ3ရက်7ရက်အာဒဲလေးလေးပေါ့နော်ရေးထားပြီအဲအဲ့တော့နောက်တစ်ခုကအခုနကယာပြေပေါ့နော်ယာပြေပြောထားတယ်ဆိုနကလက်ချိုးမှာကြည့်ကြည့်လိုက်ပေါ့အဲ့ဒီအောက်ကိုထည့်သွားမယ်ဆိုရင်သူကပေးနေလို့တော့ကျွန်တော်ကလိုက်ရမှာပဲနေနော်ပေးနေလို့လိုက်ရမှာပဲဆိုရင်အဲ့ဒီရော့ ရာပြီးကိုထိုးနိုင်တဲ့လူကိုမထိုးနိုင်အဲ့ဒီရှေ့ရကဏ္ဍကိုကျွန်တော်ကဒီဘက်ကိုတင်ပြလိုက်တယ်ပေါ့နော်အဲ့ဒီနှစ်ကွက်ကိုဒီဒီမဲ့တင်ပြလိုက်တယ်အဲ့တော့ကိုလေးလေးရလည်းမမပါနေဒါကကျွန်တော်ကထဲ့ဖို့ဒူအိုးလောက်ထဲမှာမရထားတာဒူအိုးလောက်ထဲမှာရထားတော့ကြတော့မေ့သွားတာဒီနေ့မှပြန်ကြည့်မိရောမမလေးကတဝက်လောက်ကပို့ပြီးသွားပြီအဲ့ဒါကျွန်တော်ဒီတကွက်ကောင်းကတ်ထဲမှာပဲထပ်ပို့ပြီးလိုက်တယ်ထည့်ပြီးတော့အဲ့ဒါဆိုရင် ကျွန်တော်ကဆောနာကဒီကိုတစ်ကိုပုံစံတူဒီမှာလဲသူကသူ့အပေါ်တပွဲကျော်ကအခွေသုံးလုံးရဲ့ပါဝါဒီမှာလာခွာထားတာခါတို့ကတော့စဉ်းထားတယ်နော်အဲဆို900ဖြစ်မှာ3ညခွန်3ညဒါပေမဲ့အဲ့လောက်ကြီးမတွေ့နဲ့ရာပြေးရလုံနေနော်အဲဆိုဒီရှစ်နှစ်ရှစ်လို့ဆောင်းထူတာနှစ်ကပ်ပဲရှိတော့သူတခြားလှည့်သွားခဲ့ရင်ဆောနာကလည်းကျွန်တော်96နှစ်လို့ဆောင်းထူတော့ကိုလီလီတွေ့နေရတော့လေအဲ့ဒီရှစ်နှစ်နှစ်လို့ဆောင်းထူတာ ਨੇ ဒီပရိတ်သုံးမျိုး9 3 8 5 ပတ်လေအဲ့ဒီနေထဲမှာလိုက်ထွက်တာဟိုက်ရှင်းနေစောင်းဘူးတဲ့နေထဲမှာလိုက်ထွက်တော့ခင်မှာလိုက်ထွက်တော့ခွန်ရှိကိုရဲ့အောက်မှာကတ်ထွက်သွားလို့အဲ့ဒီကိုလေးလေးကိုဆောနာကကနန်းတူကနန်းတဲသွားမှကြောက်တာတကယ်တမ်းကကျွန်တော်ဒီ169ကိုအထောက်နဲ့ကျွန်တော်မမ်ဘာရှယ်ဝထုတ်ထားတာ169ကိုအထောက်နဲ့မမ်ဘာရှယ်ဝတကောကောင်းထုတ်ထားတာအဲ့ဒီတကောကောင်းနေရမှာကနန်းတူကနန်းဆိုပြီးခံရတာများလို့ကိုလေးလေးတိတ်သွားမှဆိုလို့အဲ့ဒါကလည်းဒီမှာလာပြီးရဖြစ်တာလို့ရှင်းရှင်း ရှင်းနေရှင်းလို့ဇောင်းထိုးပြီးဆိုတာ ਨੇ ဒီပရိတ်၃မျိုးက385ပတ်လေးอ่ะအဲ့ဒီနေ့ထဲမှာလိုက်ထွက်တော့ခွန်69ရဲ့အောက်မှာလိုက်ထွက်ထားတယ်။အဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီနားတွေကတ်လောက်သွားလိမ့်မယ်။ရှင်းနေရှင်းရဲ့ဇောင်းထိုးပြီးဆိုတာ ਨੇ ဒီမှာ9ပရိတ်ဒီမှာ4ပရိတ်ဒီမှာ4ပရိတ်ဆိုတော့9 4 4ပတ်လေကနန်းဟာ4 9 4လို့ရတယ်เนาะအဲ့တော့4 9 4လို့ရတယ်။အဲ့ဒီနေ့ထဲမှာလိုက်ထွက်တော့ဟဲ့မှာခွန်69ပတ်လေးရဲ့အောက်မှာ ချက်ချင်းထည့်သွားမယ်အဲလှိစားတဲ့အခွက်ဒီနော်အဲဒါကြောင့်မို့ကျွန်တော်လေးကိုလေးကိုလေးကိုလေးလို့လည်းဒဲရတယ်သူကအခွက်နဲ့ကြာနိုင်တယ်လေဒါနှစ်ကတ်တရားဆိုဒဲရီလောက်တယ်နော်ဒဲအာဘောနော်ဒါအာထိုးပေါ်တာတော့အပူအခွက်သုံးခွက်ပဲရှိပါဟုတ်နော်အဲအဲဒါကြောင့်မို့လို့ကျွန်တော်ဒီဘက်ကိုကာလူတွေကိုဒါက3ည8 3ညနဲ့ဒါဒဲရီပဲအာရန်ပေါ့နော်အာရာပြည့်အာရန်အာရန်ပေါ့နော်အကူလေးလေးလို့လည်းတင်ထိုးလို့ရပါတယ်နော် အဲ့ဒါကြောင့်မလို့သူကနှက်ကတ်ထဲနဲ့ကြောက်เสียကောင်းတယ်နော်ဒီပရိသုံးမျိုးလိုက်ထွက်တယ်ဒီမှာအဝေးမှာလိုက်ထွက်တော့ခုရှိကိုရအောင်ပါအငိုက်တွေလောက်သွားမယ်ဒီမှာကလည်း၈နှစ်ရှိလို့ဆောင်းထိုးပြီဆိုတော့လည်း၉ပရိ၄ပရိ၄ပရိကိုသူက၉လေးလေးပတ်လဲရအဲ့မှာခုရှိကိုရအောင်မှာချက်ချင်းချသွားမယ်ဆောင်းနာကလိုင်းအောင်ကျွန်တော်တတိထားမိသွားလို့ဒါမှမပါအော်ဂနိုက်ထုတ်ထားတာ၂၆၉လို့ဆောင်းတာနှက်ကတ်ရှိတာအဲ့တော့သူ့အောင်မှာ၉လေးလေးပတ်လဲဖရိန်တဲသွားမှာအနိကကြီးခါရှာရှာနဲ့အဲ့လိုလောက်သွားမှာဆိုလို့ကျွန်တော်ဒါဒီဒီဘက်ကိုဒါလေးတင်ပြလိုက်ပါတယ်နံပါတ်တစ်ခုကောင်းသွားတော့ ကရှိပါတယ်အဲ့လေးခုကိုပါပါမယ်ပေါ့နော်အဲကိုလီလီကိုလီလီပတ်နေပါပါပဲပေါ့တကွက်ကောင်းရတာတကွက်ကောင်းပေါ့နော်အားစရာမလိုပါဘူးဒီရပေါ့နော်တကွက်ကောင်းအဲ့တော့အဲ့ဒါတော့တစ်ချိန်စာတောင်းခွင့်လေပါနော်